်ကျမတို့တွေလေဆေးရုံဆေးကန်းဆိုတာပျော်လို့သွားနေလို့တယောက်မှမရှိဘူးမဖြစ်မနေမလို့သွားနေတာပေါ့နော်ပြီးလို့ရှိရင်တကယ်ကိုပါရကူတွေအထူးကူတွေထိုင်နေစုံဖြစ်တယ်လေနော်အဲ့ဒီခါကျတော့ကိုရီးယားသွားတယ်ပေါ့နော်သွားတယ်မဖြစ်မနေအေးပေါ့နော်အခုကိုကနီနီမာပြနေတယ်နီနီမာပြနေတယ်နီနီမာဥမာအထရဆောင်းရရမယ်အထရဆောင်းမရှိအဲ့ကိုကိုမရှိဘူးဆိုတာဒီလိုလေကိုအားနေတဲ့အချိန်နဲ့ဆရာရှိတာနဲ့ဖြစ်နေတယ်ဖြစ်နေတဲ့ခါကျကျမတို့ဖုန်းတစ်လုံးနဲ့ပတ်သက်ရပတ်သက်ကြောင့်ကျမတို့ဖုန်းဆက်တယ်ဆက်တဲ့အချိန်မှာရှိ မော်အလုတ်ပြီးကျင်တာလေနော်ဒီတခုကိုပြပြီဆိုဒီတခုမှာဒီနေရာမှာမရှိဒီနေရာမှာရှိနေလားဆိုကျွန်မတို့ကအဲ့လိုမျိုးဇေဆက်ဆက်လို့လောက်တာဘူးနော်အဲ့ဒီခါကျတော့ကျွန်မတို့ကအဲ့လိုမျိုးဘိုကင်လိုင်းယူလိုက်တယ်ပေါ့နော်ကျွန်မတဲ့ပြောပြတာပေါ့နော်ဟိုဒါဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲဒီ patient တွေကိုဟိုလေဂယုစိုက်ဖို့ကိုပြောချင်တာလူတွေကအားနေလို့တရားမှမရှိဘူး နော်ဘာပြောချင်လဲဆိုရင်အခုကျမဆိုရင်မနေ့ကဖုန်းလက်ဆက်တယ်ညီမလေးအာထရာဆောင်းရှိတာကျမဖုန်းဆက်လက်တဲ့ချိန်က10နာရီ90မနေ့10နာရီ90ဖုန်းဆက်လက်တယ်ညီမလေးလို့ဒီအချိန်လို့အာထရာဆောင်းရိုက်မဲ့ဆရာဝင်ရှိလားလို့ကျမကမေးလိုက်တယ်ဘာပြောလဲဆိုအမရေးတဲ့17နာရီမှာတဲ့ဆရာရှိရဲ့တဲ့ Okay အဲ့ဒါဆိုရင်ညီမလေးအမ17နာရီမှာအမဒါပြချင်တယ်ကျမအဲ့ချိန်မှာအာ ပေါ့နော်စမ်းချောင်းကနေပြီးတော့ကျမနီနီအလုံးကနေကျမပြန်လာပြီပြန်လာပြီအဲ့ဒီမှာကျမဆက်လိုက်တာပေါ့နော်အဲ့ဆိုရင်ညီမလေးလို့၁၇နှစ်ဒါမဲ့ဆရာဝန်နဲ့အမအထက်ဆောင်ရိုက်ချင်ပါလေလို့ကိုကပြောလိုက်တယ်ဟုတ်မှားတဲ့အဲ့ဆို booking number block တော့ဆိုတော့တက်စဲတဲ့အဲ့ဆိုကျမက10နှစ်90မှာကျမအလုံးကနေကျမကားမောင်းလာပြီမောင်းလာတဲ့အချိန်မှာဆိုရင်ကျမဒါဆိုရင်ကျမတုံတင် number 10နဲ့ဆိုကျမကွက်တီ okay ကျမအဲ့နေကျမရောက်လာရောက်လာတဲ့အချိန်မှာကျမကနေပြီးတော့သူတို့ငွေသွင်းလိုက်ပြီ ငွေသွင်းပြီးကျမအကုန်လုံးလုတ်ပြီးပြီလုတ်ပြီးအချိန်မှာညမအဲ့ချိန်မှာကြည့်တော့7နာရီ55ဖြစ်ပြီညမလေးဤလူဆရာဝန်ရောက်ပြီလားလို့မေးလိုက်တယ်နော်မင်းတို့အမရေးတယ်မရောက်သေးဘူးလေညမလေးပြောတော့7နာရီရောက်မယ်ဆိုလို့အတိုးအစော်ရှိနေတာကိုလေနားလေတယ်ကျမနော်အဲ့နဲ့ဟိုမော်ဒန်ချောင်းအချိန်ကြီးဘာညာပေါ့နော်အကုန်လုံးအဲ့ချိန်မှာလေမားတဲ့ဖုံးဆက်ထားပြီးပြီတဲ့ဆရာတဲ့လာလိုက်မယ်ကျမစ နောက်ကကြာကျမကလည်းလေမနေ့6နိုင်ထိုးတည်းကအိမ်ရထွက်ပြီးကျမအစေးကန်းနေပြပြီးတော့အထွက်ဆောင်ရိုက်မှဆိုကျမရေတောက်လျှောက်တောက်နေစီလည်းမတော်ရေးအဲ့အချိန်နဲ့ကျမအောက်ထားလိုက်တဲ့အောက်ထားတဲ့တိရောက်တော့ညီမလေးရေလို့အမအားလို့အခုရေတွေတောက်ထားအမ6နိုင်ထိုးတည်းကဘာမှမစားသေးညီမလေးရေလို့ရေပဲတော့အမအထွက်ဆောင်လည်းရိုက်မှမလို့ပေါ့နော်ဆိုပြီးအဲ့လိုဟုတ်တယ်လေအမားတဲ့အင်းနဲ့ဟိုဥစ္စာဖြစ်ထားတယ်လေအဲ့ဆိုညီမလေးဘယ်ချိန်လောက်မှာ၁၂နာရီခွဲ တဏှိုင်လောက်တော့ရောက်မှထင်နေဆုံးကျမောက်ချိန်တာ17နာရီ17နာရီပေါ့တဏှိုင်ဆိုကျမနေရာမှာနေကြည့်လိုက်ကျမပြတော့ပွန့်ပွန့်လင်းလင်းတယ်တော်တော့ကျမတို့ကတော့ကျမတို့ပေါ့အော်ဒါကိုယ့်ရဲ့ကိုယ့်ရဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကျမတို့ပြောတာပေါ့သူတို့ရဲ့လူနာတွေကိုချိန်တဲ့အချိန်မှာဘယ်လိုချိန်လဲဆိုတော့ကျမမပြောတတ်ဘူးပေါ့နော်ကျမတို့ဒီပါရဂူတွေနဲ့ပြတော့မယ်ဟေ့ဆိုရင်လေအဲ့ဒီအတိုင်းပဲအဲ့တော့ကျမပြောတာဟာဒီလူနာတယောက်ကပြခြင်းလို့ကိုဘုကင်လန်းယူတာ ြက်ချင်လဲပြက်သွားမယ်အကြောင်းမျိုးမျိုးကြတမပြောတာဒါပေမဲ့အဲ့လောက်ကြီးတော့ဟောလူနာတွေကိုအဲ့လိုကြီးတော့မထားနဲ့လေဥပမာဆရာဝန်ကအာပေါ့နော်7နိုင်ခွဲရောက်မယ်ဆို7နိုင်ခွဲပြောလိုက်ဘိုးကင်းနေကြိုယူခိုင်းလိုက်လေဒါမဲ့ချိန်ကိုတော့အဲ့လိုမျိုးပြောလိုက်အခုဟာဆရာနေသိမသိတော့မသိဘူးဆရာနေလုံနေတဲ့အရာကိုပြောတာအဲ့အခုကျတော့ကျမတို့ကဘာဖြစ်နေလဲဆိုတော့တန်တန်ကြီးလောက်မှလာမယ်ဆရာဒါမဲ့ဒါပေမဲ့ကျမတို့ကိုပြောလိုက်တာ7နိုင် နှစ်နာရီလောက်ဟပြောလိုက်တယ်ဆိုတော့ကျွန်တော်ကျမတို့မှာအလုတ်ရှိတဲ့လူတွေပြီးတော့နောက်ကလူခွဲမရှိတဲ့လူတွေနောက်ကျောင်းမအေးတဲ့လူတွေကြတော့အဆင်မပြေဘူးလေနော်ဒါဒါကျမတို့ဒီလူနာတွေဘက်ကနေပြောတဲ့စကားပေါ့နော်အဆရာလည်းအဲကြည့်နေတယ်ဆိုလို့ရှိရင်အကြံပေးဘာလို့လဲကျမဟိုကိုရီမှာဘာဖြစ်နေလဲဆိုတော့အဲနော်ဟိုဘယ်လိုပြောမလဲအော်သူတို့တွေကငါတို့ကိုနှစ်နိုင်လောက်ဟထိနေဆိုပြီးရဲ့စိတ်နဲ့ထားပြီးတော့အဲဆိုရင်တော့ငါတို့ကိုနှစ်နိုင်လောက်နောက်ကျမှသွားမယ်ဟေ့ဆိုပြန်တော့လေဆက် ကြောက်နေရင်ဒုက္ခဆိုတဲ့ဒုက္ခတွေပြီးတော့ကိုရီကားကိုတိုင်မောင်းမိသွားတာဖြစ်တဲ့အတွက်ရောက်နေပြီဆိုရင်အသေးအသေးမောင်းသွားပြီးတော့လမ်းမှာဒုက္ခဖြစ်ရင်ကိုရီပဲခံရအောင်ပါနော်ပြောချင်တာကဒီနည်းနည်းလေးအခုခုဆိုရင်ကျမတို့ကဒါအသက်အရွယ်ကြီးလာပြီနော်အသက်အရွယ်ကြီးလာဖြစ်တဲ့အတွက်ကျမတို့တွေဘာဖြစ်ဖြစ်နောက်ဆိုဆေးရုံဆေးကန်းနဲ့ပဲနှစ်ပါးသွားရတော့မှာလीနော်အဲ့ဒီအတွက်ဆရာ ။ကိုလည်းပြောချင်တာဘလို့လေးလဲမှားထားလဲမသိဘူးပေါ့နော်။လူနာတွေဘက်ကိုလည်းနားလဲပေးပါ၊ကြည်ပေးပါ။အာလူနာတက်ကိုချိန်ရင်လဲအချိန်ဝဟပြီးမချိန်ပါနဲ့လို့ကျမပြောချင်တာ။ကျမတို့ဆိုလို့ရှိရင်လေ booking ကိုကျမတို့ချိန်နေတယ်။အခုတော့ဒါကျမတို့အမတွေဆိုလို့ရှိရင်ဒါအသက်60ကျော်တွေသူတို့ဈေးကမ်းပြတယ်။အဲ့ဒီခုအစေးအနောက်ဒီစေးကန်းနေတို့အဲ့ဒီလိုပန်းလိုင်းတို့ဟိုကပင်လုံးတို့သူတို့ချိန်တဲ့ပုံစံအဆင်ပြေတယ်နော်သူတို့ဘယ်လိုချိန်လဲဆိုရင်အမကြီးဘုကင်နာမဲဘလောက်ဘဲအချိန်ဝင်လာခဲ့အဲ့လိုချိန်လိုက်တာ ဆောင်းရမှာပဲဒီဒါပေမဲ့ तू အဲ့လိုမျိုးပြောလိုက်တဲ့ခါကျတော့ကိုကဆောင်းရတာအဆင်ပြေတယ်အခုဟာကလူနာတွေကိုရဲ့ဆေးရလူနာတွေကိုဆောင်းရတာမဟုတ်ဘူးဆရာဝန်အလာကိုနှစ်နာရီဟပြောတာကြီးကိုမခံစားနိုင်တာအဲ့ဒါကိုမခံစားနိုင်ဘူးပြီးတော့အခုအဲ့အနေကျမမမနေ့ကဘာဖြစ်လဲမြန်မာလေးတို့အခုဒါဆိုရင်တော့အမကတော့ဘလို့မှမခံနိုင်တော့အမစီးသွားလို့ရတာရတယ်အမသွားတယ်ပြီးတော့မှတဖြည်းဖြည်းချင်းစီတောက်လိုက်ပါဘာမှလည်းမစားရသေးဘူးအစားစားလို့ရပြီလားအဲ့လိုမျိုးကျမတို့မှမေးပြီးတော့မနေ့ကအဲ့ဒီလိုမျိုးဖြစ်ခဲ့တယ် အဲ့ကြောင့်ဟိုပေါ့နော်ဘယ်လိုအရာလေးပဲဖြစ်ဖြစ်ဒီ patient တွေကိုနည်းနည်းလေးစာနာပေးပါလို့ပြောချင်တာဘယ်သူမှငေါတို့ time time managing ဘူးနော်အဲ့တော့ပြချင်လို့ကိုပြရတာဖြစ်တဲ့အတွက်ပြချင်လို့ကို booking ယူတာဖြစ်တဲ့အတွက်ဒီလူနာကတေချာပြီးသားပါဒီလိုမျိုးဆိုလို့ရှိရင်တော့ جماعه ပုံမှန်နေနေမယ် جماعه တော့ပြောစရာရှိတာအဲ့ညမှာနေပြောခဲ့တာ جماعه မင်းရဆိုလို့ရှိရင်လည်းအဲ့ဒီ cashier အဲ့အခုအဲ့ဒီကလေးမလေး ကျွန်မအဲ့တိုင်းပဲပြောခဲ့တာမဟုတ်ညီမလေးလို့ဟိုချင်းနေဆိုရင်လည်းလို့ကြည့်ပြီးတော့ချိန်လို့နောက်ဆိုလူတိုင်းမှာအချိန်တွေတန်ဖို့ရှိရဲ့လို့ဟိုပေါ့နော်ကတ်ပြီးချိန်ပေါ့ကျွန်မပြောချင်တာနော်ဟိုလူနာဘုတ်ကင်ယူထားလိုက်လေနော်ကတ်ပြီးချိန်ပေါ့အဲ့လိုလိုမျိုးမဟုတ်ဘဲနဲ့လူတယောက်ရဲ့အချိန်ကိုနှစ်နာရီလောက်ကိုအလက်ကငုတ်တုတ်ထိုင်ခိုင်းတယ်ပြီးတော့မှအဲ့နှစ်နာရီကြာမှဆရာအဲ့အဲ့ဆရာအဲ့ချိန်ကမှကိုရှိရလူလူလဲစောင့်ရတည်တယ်စဉ်းစားကြည့်လိုက်နော်နော်အဲ့ဒါကြောင့်အဲ့ဒါလေးတွေတော့နည်းနည်းလေးစိတ် ကပိုင်ရှင်တွေရောအကုန်လုံးနည်းနည်းလေးအဲ့ဒါလေးယူတော့နည်းနည်းစင်စင်ဆာဆာနဲ့လုတ်ပေးပါလို့ပြောချင်တယ်နော်အဲအဲ့တော့ဟိုဒါဒါဒါကျမရဲ့ခုလက်တွေ့ဖြစ်နေတာအရင်အရင်လည်းဒီတိုင်းပဲဆရာမေကိုတွားပြတော့မယ်ဆိုလို့ရှိရင်ဆရာတိကျမသိမယ်အဲ့ဒီအောက်မှာဘိုကင်ပေးတဲ့လူတွေကအဲ့လိုလုပ်တာနော်အဲ့တော့လူတိုင်းလူတိုင်းကအချိန်တန်ဖို့ရှိရလေနော်အချိန်တန်ဖို့ရှိရအဲအဲ့ကြောင့်ပြောချင်တာလေပြီးလို့ရှိရင်နေသူတို့ပတ်ဆက်ဖျားမှာကားကားလာနေပြီးလမ်းမှာကြက်နေလို့ လူတိုင်းပြောတတ်တယ်နော်လူတိုင်းလမ်းပေါ်ကလူဒါတွေကအာမဟုတ်တစ်ခါလောက်ဆိုရင်ကျွန်မမပြောပါတစ်ခါလောက်ဆိုကျွန်မမပြောဘူးကျွန်မတို့အချိန်ချင်းခံစားရတဲ့ခံစားချက်နော်မဖြစ်မနေမလို့လေပြနေရဘယ်သူမှမတော်ချင်နော်ဘယ်သူမှမတော်ချင်မဖြစ်မနေမလို့တော်လာပြီးတော့လှုပ်ရှားနေရတယ်နော်အဲဒါကြောင့်အဲဒါလေးကိုပြောချင်တဲ့အခုဆိုလို့ရှိရင်လည်းဒါအခုကျွန်မအဖြေနှစ်ခုရှင်းပြီးပြမယ်ဒါဆိုရင်ဘယ်လိုမျိုးတခွဲခန်းနေရလဲဘယ်လိုပုံစံဆိုတာသိအောင်လို့ကျွန်မပြမယ် နော်အဲ့တော့အဖြေကိုကျွန်မစောက်နေတယ်စောက်ပြီးလို့ရှိရင်ကျွန်မအဲ့ဒီအဖြေလေးကိုပြောပြမယ်နော်အဲ့စာရွက်လေးနှစ်ခုကိုရှင်ပြီးတော့တင်ပြမယ်အဲတကယ်ဆိုရင်ဒီဘက်ကလည်းဖောက်ပြီးတော့ယူတာပဲလေဒီဘက်ကလည်းဖောက်ဝေးမယ်အဖြေတူညီနေရမယ်ပေါ့နော်တူညီနေရင်တော့ကျွန်မတို့ဒါအဖြေမှန်နေပေါ့ဘာလို့ပြောချင်လဲဆိုရင်တော့ကိုယ့်ရဲ့အသက်အရွယ်ကျန်းမာရေးကိစ္စနဲ့သွားမယ်လာမယ်လုပ်မယ်ဆိုလို့ရှိရင်ဟိုစစ်တဲ့လူတနေရာတဲ့အရာကို အတီမယူပါနဲ့လို့ပြောချင်တာဒီမမပြောတဲ့အကြောင်းအရာမျိုးကိုကြုံမှုတဲ့သူတွေရှိပါသလားရှင်ဗီဒီယိုလေးအောက်မှာ recommend ပေးခဲ့လို့ရပါရှင်